ဖို့ပါများအလုံးမင်္ဂလာပါကျွန်ကွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒါကိုလေးတင်ပွဲပြီးသွားတဲ့ပြင်းများနေပွဲတင်ဆက်လေးကျွန်တော်ကြားရထဲကပွဲဖြစ်တဲ့ဖွန်တင်းနဲ့မန်ချက်တာစီးတင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုလုတ်ပြီးတော့မှဖြစ်ပါတယ်ယူဆုံးအနေနဲ့ဒီဗီဒီယိုလေးမထခင် ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်ကြတဲ့ညီကလေးနဲ့ like subscribe လုပ်ပြီးတော့အပိတော်လို့ရပါတယ်။ Okay ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်။ရှင်ဦးဆုံးအနေနဲ့ကျွန်တော်ဒီနေ့တင်းရဲ့ဆုံးတွေ့မှုမှာတော့ ခုကတော့ကျွန်တော်တို့ဒါစင်နှီးပေါင်းကိုဖြစ်သွားတဲ့ပုံစံမျိုးတွေ့ရမယ်။တစ်ဖက်ကကျွန်တော်ဖူဟန်သိရင်ကျွန်တော်တို့အိမ်ခွင်ထင်မဲ့မထားတဲ့ကျွန်တော်စွန့်ဆောင်ရေးတွေကဒီနေ့မှကျွန်တော်မန်ချက်စတာစီးရီးအသင်းကိုတော်တော်လေးမှအာအာသိနေတဲ့ပုံစံမျိုးလေးတွေတွေ့ရမယ်။သူတွေဒီနေ့သိရင်ကျွန်တော်တို့ပွဲပြီးသွားတဲ့ချိန်မှာတော့ကျွန်တော်တို့လေးကိုငါးကိုဆိုပြီးတော့ကျွန်တော်တို့မန်ချက်စတာစီးရီးကတော့ကျွန်တော်တို့နိုင်ပွဲကိုဆက်လက်ပုံဖော်နိုင်တယ်လို့ပြောလို့ရတယ်။ဒါမှလည်းသူတို့ရဲ့ ်ထိမှန်မထားတဲ့တစ်ပတ်ကဖူဟန်ရဲ့တုံ့ပြန်ချက်ကိုတော့တော်တော်လေးမှမင်ချတာစီးသည်ခံစားမယ်လို့မြင်တယ်။ဘာတကြောင်လဲတစ်ပတ်မှကျွန်တော်တို့ဒုတိယပိုင်းမှာကျွန်တော်တို့ဖူဟန်တင်းရဲ့အင်ခွင့်မှာကြုံမှုတိုက်စစ်က တော်တော်လေးမှခြေစွန်းပြမှုတွေနဲ့တူဒီပွဲတစ်ပွဲကိုဥတည်သွားနိုင်တဲ့အနေထားမျိုးမှာမင်ချတာစီးသည်တို့ကတော့တော်တော်လေးမှခက်ခဲတဲ့ပုံစံမျိုးတစ်ပွဲလို့ဖြစ်တယ်။ကျွန်တော်ဒီနှစ်နှစ်ဆုံတွဲမှုတိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့အမြင်နဲ့လို့ခုပြက်ခုခုပြက်လေးရှိတယ်ဗျာ။ ါမဲ့ဒီတခါဆုံတွေးမှုမှာတော့တော်တော်လေးအမှကိုယ်ကပြတ်သွားပြီးတော့နှစ်သိန်းလုံးရဲ့တိုက်ဆက်တွေကတော်တော်လေးအမှခြေစွန်းပြပြီးတော့နောက်တန်းနဲ့ကွင်းလေးတော်တော်လေးအမှညံဖင်းခဲ့တယ်လို့ပြောလို့ရတယ်သူကကျွန်တော်တို့မန်ချက်စတာစီးရီးယားနောက်တန်းလည်းတော်တော်လေးညံခဲ့တယ်လို့တစ်ဖက်ကကျွန်တော်တို့ဖူဟန်သိန်းရဲ့နောက်တန်းလည်းတော်တော်လေးအမှညံခဲ့တဲ့ပုံစံတွေ့ရတယ်နှစ်သိန်းလုံးရဲ့ကိုယ်သမားတွေကလည်းကျွန်တော်တို့တော်တော်လေးအမှညံခဲ့တဲ့ပုံစံမျိုးမှာတော့အဲကိုကကိုတိတော်မဖြစ်သွားတယ်ဟိုထင်တော့မထင်တော့ဘူးဗျာတင်မအများဆုံးမှာကျွန်တော် 31324142လောက်42လောက်အလောက်ပဲထင်ဒါပေမဲ့အခုကအလောက်မဟုတ်ဘူးနဲ့နှစ်သိန်းပေါင်းကိုကျွန်တော်9တဒါဇင်နေပါကိုသွားတာတွေ့ရမယ်ဒီနေ့ပွဲမှာတော့တော်တော်လေးမှကျွန်တော်တို့အဲတိုက်စစ်တွေအလောက်ဖြစ်ခဲ့ပြီးတော့ Queen နဲ့နောက်တန်တော်တော်လေးမှညံဖင်းခဲ့တယ်လို့ပြောလို့ရတယ်သူတွေကျွန်တော်တို့ဒုတိယပိုင်းမှာကျွန်တော်ဖူဟန်သိန်းရဲ့ထင်မှတ်ထားတဲ့တုံးပြင်းရက်တွေမန်ချက်စတာစီးရဲ့နောက်တန်အမားတွေနဲ့ကိုသမားအမားတွေကြောင့်ဒီနေ့ပွဲမှာတော့ မချတာစီးတီနေနဲ့အဝေးဘက်မှာတော့ရှင်ပြိုင်နဲ့ပွဲမှာတော့ရှုံးပွဲကိုမကြုံတွေ့သွားတာတော်တော်လေးမှကံကောင်းတယ်လို့ပြောလို့ရတယ်။ Okay အဲဆိုရင်ကျွန်တော်တို့ဒီနေ့တင်းရကျွန်တော်တို့အမ်ဂိုးတွင်းနဲ့ပုံစံလေးကိုပြန်ကြည့်လိုက်။ရုံးရုံးနဲ့ねကျွန်တော်တို့ဖိုရန်အမ်ပြေးလိုက်တဲ့လုံးအမ်ကျွန်တော်9မိနစ်လောက်မှာပဲပြေးလိုက်တဲ့ဖိုရန်လုံးကိုတော့ကျွန်တော်တို့ဟာလန်အနေနဲ့ကျွန်တော်ကိုးသမားနဲ့1 by 1တွေးတဲ့လုံးမှာတော့သူ့အနေနဲ့ဂိုးတိုင်ထိသွားပြီးတော့ကျွန်တော်တို့မကူတော့ဒီနေ့ပွဲမှာဆိုရင်ဟာလန်အနေနဲ့ ထပ်ထွက်ရမယ့်ပုံစံမျိုးတွေရှိခဲ့ပြီ ਨੇ အဲကျွန်တော်တို့မမနစ်လောက်မှတလုံးရပြီလို့ဆိုရင်ဒုတိယပိုင်းမိနစ်80လောက်မှလည်းတလုံးသူ့အနေနဲ့ခေါင်းခုံတိုက်တဲ့ဥစားဆရာသမားကတိုင်ထိပ်ကြောပြန်ထွက်လာတယ်ဟာလန်အနေနဲ့ဒီနေ့ဘုတ်မှာတော့သူ့အနေနဲ့ကိုထောက်ပတ်မှုတွေလုပ်ခဲ့ပြီနဲ့သူ့အနေနဲ့တွင်းကိုတခုပဲတွင်းနိုင်ပြီးတော့အပိုင်းခွင့်ရေးတွေသူ့အနေနဲ့လွှဲချောက်ခဲ့တယ်လို့ပြောလို့ရတယ်ပထမ9မိနစ်မှလည်းတလုံးကျွန်တော်ဒုတိယပိုင်းမိနစ်80လောက်မှလည်းသူ့အနေနဲ့ခေါင်းခုံတိုက်တာလုံးလုံးကျွတ်ကျွတ်ကြီးတိုက်ရတာတိုင်ထိပ်ပြီးတော့ပြန်ထွက်သွားတဲ့လုံတလုံးရှိတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ ပထမအဆုံးစရအောင်လုပ်ပထမအဆုံးရောက်လာတာကျွန်တော်18မိနစ်မှာဖက်တောင်မှာကျွန်တော်တို့ဒုကွေဖြတ်တင်ပြရင်းမှုကိုကျွန်တော်ဟာလန်းနေနဲ့ဘဲချင်နဲ့အခေါင်းဆုံးကျွန်တော်တို့အဆုံးသတ်ပြီးတော့သူတို့နဲ့အဖွင့်ကိုစပြီးတော့တွင်းတယ်။တော့တက်ပြီးတော့ကျောင်းမကြာခင်မှာပဲကျွန်တော်38မိနစ်မှာပဲကျွန်တော်ဟာလန်းရဲ့ဖန်နီးပင်မှုမှာနေရီဂျင်နာနေလို့လို့ချွတ်ချွတ်ကြီးကိုသမားနဲ့1 by 1တွေ့တဲ့အချိန်မှာတော့သူနေနဲ့အကောင်းဆုံးဆုံးသတ်ပြီးတော့2စီဆိုပြီးတော့ကျွန်တော်တို့မချတာစီးရီးယားတော်တော်လေးမှကျွန်တော်အဖွင့်လှခဲ့တယ်လို့ပြောလို့ရတယ် တော့သူနဲ့ပထမပိုင်းပြီးကနေသိမကြောင်းရင်ကျွန်တော်44မှာပဲကျွန်တော်မန်ချက်တာစီးစီးတင်းကတောင်းကံပေါ်ရတယ်ဒီတောင်းကံပေါ်ကိုပဲကျွန်တော်တို့ကိုသမားနေတော့ပြန်လဲပို့ထုတ်လိုက်တာကိုကျွန်တော်ကအပြန်လဲခေါင်းပို့ထုတ်လိုက်တာကိုကျွန်တော်ကိုအေရီးယားထဲမှာပဲဖူတန်းကျွန်တော်တို့လှလှပပလဲကန်သွင်းသွားတယ်ကိုအေရီးယားထိုက်ကမှာအဲ့လုံကလေဖူတန်းကန်တော့တော်တော်လေးမှလာပါတယ်တော်တော်လေးမှလဲခေါင်းထိမထောက်ပဲအဲ့ဖူတန်းကန်တဲ့လုံးတွေဆိုအမျိုးတွေများတယ်ဗျာအဲ့မှာ ကိုရီးယားထက်ကတွေများတယ်ဖော်ကောင်းတာကျွန်တော်အားနဲ့ပြင်မပိုင်းပြီးတော့ကျွန်တော်အချိန်မိုးတွေပါရောက်ပြီးတော့အချိန်မိုး3မိနစ်ပေးရတဲ့အချိန်မှာတော့ဒါထိမှထားပဲနဲ့တစ်ခါကကျွန်တော်တို့ဖူဟန်သိင်းရကျွန်တော်တို့အဲပြန်လဲတုံ့ပြန်ကြဖို့ကျွန်တော်48မိနစ်မှာကျွန်တော်ဝီစင်အညာတောင်းမှာဖြတ်တင်ပေးမှုကိုကျွန်တော်တစ်ခါကကျွန်တော်တို့ဟုတ်တယ်ဖြတ်တင်ပေးမှုကိုကျွန်တော်စမစ်ကနေတော့ခေါင်းတိုက်ပြီးတော့သူတို့နေနဲ့ခြေပါကိုပြန်လဲတွေ့နိုင်ပြီးတော့ကျွန်တော်ပထမပိုင်းမှာတော့ကျွန်တော်1 2 3 1ဆိုပြီးတော့ မချနာစီးရီးကိုနိုင်ဝဲပေါ်ဆောင်ပြီးတော့တတော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြတ်ပါထားတယ်ဒုတိယပိုင်းကျွန်တော်စားပြီးတော့တိတ်ပြီးတော့အမကြခင်မှကျွန်တော်48နင်းလာမှကျွန်တော်ဖူဝင်တင်းရနေတော့ပြန်လဲတတော်လေးမှဖူဝင်တဲ့ဒုတိယပိုင်းတတော်ကောင်းတယ်ဒါအဲ40ကျွန်တော်အဲဒုတိယပိုင်း50မိနစ်50မှပြည့်ခင်ဖူဝင်တင်းရကျွန်တော်တိုက်စစ်စင်မှုနေရနေရောဘောလုံးပြန်ပြတ်သွားတဲ့အချိန်မှာကျွန်တော်တစ်ခါကကျွန်တော် region တို့ဒုကူတို့ရဲ့ကျွန်တော်အမ်ဘောလုံးအဲဆွဲယူလာမှုကနေပြီးတော့ တော်ပြန်ရင်တော့ကျွန်တော်တို့အဲ့ဒါ၄၈မိနစ်လောက်မှလာမသိဘူးတော့နှစ်ယောက်ဟုတ်တယ်တစ်ဖက်ကကျွန်တော်ဝီဂျင်နာဝီဂျင်နာဆွဲလာတဲ့လုံကိုကျွန်တော်တို့ဒိုကူလာမျက်နှာချပလာဒိုကူကနေတော့ပြန်ပေးတဲ့ဟာလန်ကျွန်တော်တို့ဟာလန်နေနဲ့ကံမယ်ဆိုလို့ဆိုရင်တော့သူ့နေနဲ့မလွတ်ဘူးဗျာဒီမှာတစ်ဖက်ကကျွန်တော်ညာဘက်ကနေတက်လာတဲ့ဖိုတန်သူ့နေနဲ့6လင်းနဲ့ပြန်လဲမျောပေးလိုက်တယ်ဒီမှာဖိုတန်နေနဲ့ကျွန်တော်ထပ်ပြီးတော့တွင်းပြီးတော့ကျွန်တော်တို့နေနဲ့51ဆိုပြီးတော့ 41ဆိုပြီးတော့ဖြစ်သွားတယ်ကျွန်တော်တိတ်ပြီးတော့ကျွန်တော်မကြကင်မှာလဲကျွန်တော်54မိနစ်လောက်မှာပဲထပ်ပြီးတော့ကျွန်တော်ဖူဟန်အသင်းရဲ့နောက်တန်းအမားတွေရနေတော့ကျွန်တော်ဒိုကူကန်ဒွင်းချိန်နေမှာတော့ဒီဘက်ကကျွန်တော်ဘာချီနဲ့ထိပ်ပြီးတော့ကျွန်တော်သူနဲ့အုံငိုးပေးပြီးတော့51ဆိုပြီးတော့ကျွန်တော်တို့တော်တော်လေးမှာကျွန်တော်ပွဲပြီးတလောက်ဖြစ်သွားတဲ့ချိန်မှာတော့ဒီဘက်ကကျွန်တော်ဖူဟန်အသင်းရဲ့ထင်မှတ်ထားတဲ့ကျွန်တော်ပြန်လာမှုတွေရမန်ချက်စတာစီးတီးရဲ့ကိုတော်တော်လေးဒုက္ခရရှိပါတယ်အထူးသဖြင့်ကျွန်တော်မန်ချက်စတာစီးတီးရဲ့ကိုယ်သမားတွေနောက်တန်းမားတွေကွဲလက်တော့ ရဲ့မာရီယာဒီနေ့ပွဲမှာရှုံးမတစ်ပွဲကိုဥတီသွားနိုင်စေတဲ့ပုံစံမျိုးမျိုးပြတ်တာပြီးတော့အဝေးကွင်းမှာဆိုရင်သူတို့အနေနဲ့အမ်တော်တော်လေးပဲဒီနေ့ပွဲမှာဒုတိယပွဲမှာတော်တော်လေးမှာကျွန်တော်ဖူဟန်သိန်းရဲ့တိုက်စုံကိုသူတို့အနေနဲ့တော်တော်လေးမှာရှင်းထုတ်ပါတယ်လို့ပြောလို့ရကျွန်တော်56မိနစ်မှလည်းအိုရိုင်းလေးကကျွန်တော်ဖြတ်ထုတ်မှုမာနေတော့ကျွန်တော်တို့ဟုတ်တယ်ဖြတ်ထုတ်မှုမာနေတော့ဒီဘူးဘူးရနေတော့ကိုပြန်သွင်းတော့သူတို့အနေနဲ့ 5 52ဆိုပြီးတော့ပုံစံပြန်လာတယ်။တက်ပြီးတော့ကျွန်တော်မှကြားခင်မှာပဲ90မိနစ်မှာပဲမိနစ်90လောက်မှာပဲဆာဗင်ဟိုရဲ့ကျွန်တော်တို့ဖြတ်တင်ပေးချက်ကဟာလန်ကိုတိုက်ပြီးတော့အဲဟာလန်ကကျွန်တော်တို့အဲ့ခုနကကျွန်တော်ပြောလို့ရတဲ့ကောင်းတိုက်တင်တာတိုင်ထိပ်ပြီးတော့သူတို့အနေနဲ့မကိုအဲ့လုံးနာကိုပါလို့စင်ကျွန်တော်အဲတမျိုးတမျိုးကပြောင်းသွားလိမ့်မယ်လားအချိန်မှန်ကျ two လောက်ဖြစ်သွားတော့ဒါပေမဲ့5 2လောက်နေပဲဖြစ်သွားတိတ်ပြောကျွန်တော်မကြားခင်မှာပဲကျွန်တော်တစ်ဖက်ကကျွန်တော်တို့အဲဒီဒီဖက်ကကျွန်တော်ဝီလျံတော်တော်လဲ ဝီဆန်လာမဒီဒီကောင်လေးတော်တော်လေးကောင်းတယ်သူ့ရဲ့ဖြတ်တင်ပုံပုံမှာကျွန်တော်တို့ဘနာတို့စေးပါနဲ့ဖြတ်လိုက်တာမတေချာတဲ့အချိန်မှာတော့ကျွန်တော်တို့အဲချူဝီစီကနေတော့ကိုထပ်တင်တယ်အဲ့ဒီကိုကတော့သူတို့ဘီယန်နေကတော်တော်လေးမှပြန်ကြည့်လိုက်သေးတယ်ဘာဖြစ်လို့လဲကိုကျွန်တော်တို့ယူကွန် outside ဖြစ်နေတယ်ဆိုပြီးတော့ကျွန်တော်ဒါမှလည်းပြန်လဲပြီးတော့ကျွန်တော်တို့အဲမကျုံဆိုတော့ပေးကိုပေးလိုက်တော့234ဆိုပြီးအဲ35ဆိုပြီးတော့ဖြစ်တယ်ကျွန်တော်ထပ်ပြီးတော့ထင်မှန်မထားပဲလဲကျန်ဖူအောင်နေရတယ်ထပ်ပြီးတော့ကျွန်တော်တို့ ဲထပ်ပြီးတော့တွင်းနေဗျာ88မှာတွင်းနေတဲ့ကိုကြီးကတိတ်ပြီးတော့ကြောက်88မှာကျွန်တော်တို့ထပ်ပြီးတော့တောင်းကန်ပေါ်ကနေတော့ကိုသမားပုတ်ထုတ်လိုက်တဲ့ကျွန်တော်တို့မှပုတ်ထုတ်လိုက်တဲ့တာဝန်ကိုပဲကျွန်တော်တို့ချူဝီစီအဲချူဝီစီရပဲထပ်ပြီးတော့ကိုတွင်းတော့45ဆိုပြီးတော့ပုံစံမျိုးတွေပြလာဒီနေ့တည်းကကျွန်တော်ဆုံးပေးမှာတော့ကျွန်တော်အဲဖုန်အတင်းကတော့ကျွန်တော်တို့နောက်ဆုံးတွင်းခဲ့တဲ့3လုံးလောက်ဆိုတော့ပြီးတော့တို့နေမကြောက်ဗျာဒီမှာ96မိနစ်ရဲ့80 82မိနစ်လောက်မှာပဲတို့နေဇက်တိုက်တွေကိုတွင်းပြီးတော့ မန္တာစီရီရဲ့နောက်တန်းနေကုသမားတွေဒီနေ့ဘက်မှာတတော်လေးမှများခဲ့တယ်လို့ပြောလို့ရတယ်အဒီလုံးနေကြနောက်ဆုံးကျွန်တော်တို့အဲပွဲပင်ကန်နေတော့မှာတော့ထပ်ပြီးတော့ကန်သေးတယ်ဗျအဲလုံးကလည်းကျွန်တော်တို့အဲနောက်တန်းနေနဲ့ရှုပ်ရှက်ခတ်နေတဲ့အချိန်မှာတော့တို့နေဘလူးမှာကျွန်တော်တို့ဖွင့်သွင်းနေတယ်တို့အဲအသေးတမန်ရဖို့တို့အင်ကမှာစူးစားပန်းကားခံရမယ်နောက်ဆုံးမှာကျွန်တော်တို့အဲတို့နေလေးခုလောက်ပဲသွင်းနိုင်ပြီတော့ရှုံဘွဲတစ်ဘွဲကိုဂျုံပေးသွားတဲ့တွင်လို့ပြောလို့ရတယ်ဒီနေ့သင်ရဲ့စုံလေးမှာကျွန်တော်ထိမ့်မထားလို့ပဲ ကိုတော်တော်လေးမှများခဲ့ပြီဒီနေ့ဘုမတော်မန်ချက်တာစီးရဲ့တိုက်စခန်းတော်တော်လေးမှကောင်းမွန်တဲ့ခြေပန်းကိုပြသခဲ့လို့ကွင်းလင်တဲ့နောက်တန်းတော်တော်လေးမှမားများခဲ့တယ်လို့ကျွန်တော်တော့မြင်တယ်တစ်ခါကကျွန်တော်တို့ဖွင့်တင်ရလဲဒီတိုင်းပဲနောက်တန်းနေ့တော်တော်လေးမှပြီးတော့တိုက်စခန်းတော်တော်လေးမှအလုပ်ဖြစ်ပြီးတော့အထူးသဖြင့်ကျွန်တော်တို့လူသားဝင်ကစားမဖြစ်တဲ့ချူဝီစီကနေတော့ဒီနေ့ဘုမခြေပန်းပြသွားတယ်လို့မြင်တယ်ဒီကိုရီနဲ့ဟောတင်ရရှင်မြင်သွားကြတယ်ကျွန်တော် ဖူရန်တင်တဲ့မန်ချက်တာစီးတီးတို့ကိုဘယ်လိုမြင်ရလဲ။မြောင်ဆွေနဲ့မှတ်ချက်ပေးသွားလို့ရပါတယ်။ Live ကြည့်ရှုပြီးတဲ့ညီကူတယောက်ရှင်တိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆောင်လို့ကြရအောင်ဗျာ။